အားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပသိမ်ကြီးမြို့နယ်တွင်ဆိုင်ကယ်စီးအမျိုးသမီးတအုပ်ကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညက်ပါလာမှုကိုတာဝန်မယူပဲဒဏ်ရာရအမျိုးသမီးကိုဆွန့်ပြစ်မောင်းပြေးသွားသောကားမှာပသိမ်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်များ၏ကားဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တွင်စိုင်းကဲစီအမျိုးသမီးတအူကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညက်ပါလာမှုကိုတာဝန်မရှိဘဲဒရန်ရအမျိုးသမီးကိုစွန့်ပြစ်မောင်းပြီးသွားသောကားမှပသိမ်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်များ၏ကားဖြစ်ကြောင်းမျက်မြင်သက်သေများ၏လူမှုကွန်ရက်မှတက်ဆင့်ထုတ်ပေါ်ပြောဆိုမှုရသိရှိရပါသည်။အော်တိုဘလ16ရက်နေ့ညနေ6:45မိနစ်အချိန်မန္တလေးမြို့ပသိမ်ကြီးမြို့နယ် ်16လမ်းပသိမ်ကြီးဆိုင်ပုံနာတွင်ဆိုင်ကယ်စီးအမျိုးသမီးတအုပ်ကို Toyota Match 8အဖြူရောင်ကားနံပါတ် 3J1013 ကတိုက်သွားကြောင်းရှင်းအောင်ဆိုင်ကယ်စီးအမျိုးသမီးမှာကားအောက်တွင်ညက်ပါသွားပြီးလမ်းနှစ်တရွတ်တိုက်ပါသွားခဲ့ကြောင်းသိရပါသည်ရှင်းအောင်အနီးနားရှိပြည်သူများ၏အကြောင်းကြားချက်အရလူမှုပရာဟိတကယ်ဆယ်ရေးသမားများကဆိုင်ကယ်တိုက်ခိုက်ခံရသည့်အမျိုးသမီးကိုရှာဖွေခဲ့ကြောင်း Toyota Match 8အဖြူရောင်ကားနံပါတ် 3G 1013ကအစုပ်စေးရုံအနီးတွင်ကားရက်ပြီးညက်ပါလာသောအမျိုးသမီးကိုကားပေါ်တင်ဆောင်ပြီးကံကောက်ထဲကျုပ်အနီးတွင်စွန့်ပစ်ခဲ့ကြောင်းရှင်းအောင်မန္တလေးစေးရုံကြီးတွင်အရေးပေါ်စေးကူတောက်မှုခံယူနေရကြောင်းသိရပါတယ်။ကားအောက်မှာညက်ပါသွားတဲ့အမျိုးသမီးကဒီနေ့ခွဲစိတ်ခံဝင်ပြီးတဲ့နောက်နောက်ပိုင်းခြေနေကတော့မသိရသေးဘူး။မနေ့ကတော့စကားတွေပါတွေပြောတယ်ကြိုးရပယ်တာမရှိဘူး။မီးလောင်တန်ရပုံစံမျိုးပေါ်မီးလောင်တန်ရပုံစံမျိုးကဘိုက်ရဲပောင်ရဲတွေမှာဖြစ်တာ။ ီးတော့နှစ်ဖူးကွဲတန်းရပုံကားအောက်ကနေညက်ပြီးတပြားလောက်ပါသွားတော့လက်ရှိစိုးရင်စရာတော့မရှိဘူးဟုအမျိုးသမီးကိုဆေးရုံတင်ဖို့ခဲ့သည့်လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်အမျိုးသမီးကိုတိုက်၍ကားအောက်တွင်ညက်ပါလာသည်ကိုတာဝန်မယူဘဲစွန့်ပစ်ခဲ့သည့် Toyota Man H အဖြူရောင်ကားနံပါတ် 3J1013 မှာပသိမ်ကြီးမြို့နယ်ပြူစောတိခပြည်သူ့စစ်အဖွဲ့မှကားဖြတ်ပြီးရှင်းကားကိုပသိမ်ကြီးမြို့နယ်ပြည်သူ့စစ်အဖွဲ့ဝင်တအုပ်ဖြစ်သောဝေယံတစ်တော့အကောင် ကိုဝေရန်8221အရှင်မင်းကြီးဒူးရှိကလုံချိုရေးကင်းလက်ရရွယ်အသုံးပြုသောကားအဖြစ်ဗီဒီယိုနှင့်တကွဖော်ပြထားသည်ကားနံပါတ်ရောကားကူရောမျက်မြင်သက်သေတွေရော CCTV တွေရောရှိနေတာမောင်ပြေတာကိုလည်းအကုန်သိနေတာမန္တလေးမြို့မှာအခုထိအမှုဖွင့်ဖန်ဆီးဖို့ဆောင်ရွက်နေစေဆိုတာကရုပ်တိမရှိပါဘူးကားကပတိန်ကြီးပြည်သူ့စစ်အဖွဲ့ရဲ့ကားခွေးတွေကမစီးဘူးတဲ့ကားတွေစီးရလို့ကြွားပြီးတော့တစ်တော့မှဗီဒီယိုတင်ထားလို့ရှာရှာပါပါသူတို့ကားမှန်ထိတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ် ကားတိုက်ခံရမှုကြောင့်လက်ရှိမန္တလေးစေယုံကြီးတွင်အရေးပေါ်ဆေးကုသမှုခံယူနေရသောအမျိုးသမီးမှာမဆိုးဆန္ဒကိုင်ဖြစ်ပြီးလက်ရှိအချိန်အထိအသက်အန္တရာယ်အတွက်စိတ်ပူနေရဆဲဖြစ်ကြောင်းတိုက်ပြေးသည့်ပသိမ်ကြီးမျိုးနယ်ပြူစောတိခေါ်ပြည်သူ့စစ်အဖွဲ့ကမိသည့်တာဝန်မှမယူကြောင်းသိရှိရပါသည်။ကျမ့်တဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။